မိဘပြည်သူများရှင်ခနှင်းစုရဲ့သတင်းသုတ်သက်တင်ပြချက်လေးဖြစ်ပါရဲ့ရှင်။ဒီနေ့ပထမအဆုံးကတော့မင်္ဂလာရှိရဲ့သတင်းလေးနဲ့ပဲစတင်ပြီးတော့ပြောပြပါမယ်။လွန်ခဲ့တဲ့ရက်ကဆိုရင်လေဝေးကပတ်တာချောင်းထဲမှာလှေကြီးတွေထွက်ပေါ်လာတဲ့သတင်းလေးပေါ့နော်။အဲ့သတင်းတွေကတော်တော်လေးကိုဒူးဒူးကြားထဲမှာလည်းပြန့်နှံ့သွားတယ်ရှင်။ဘာကြောင့်လဲဆိုတော့ဒီလှေတွေကလောင်းလှေလို့ယူဆရတဲ့လှေတွေဖြစ်နေပြီးတော့ဒီလောင်းလှေနဲ့ပတ်သက်တဲ့နမိတ်တွေပေါ့နော်။မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အဲ့လိုနမိတ်တွေကဟိုးရင်ကလေးကရှေးလူကြီးတွေ ထားခဲ့တဲ့အရာရှိရပေါ့နော်ဒါရင်နဲ့ဆက်ဆက်ပြီးတော့အားလုံးရဲ့စိတ်ဝင်စားမှုတွေမြင့်တက်သွားပါတယ်တစ်ဖက်ကကြည့်မယ်ဆိုလဲဒါဟဒါကရှေးရောင်ပစ္စည်းပေါ်ထွက်တာဖြစ်တဲ့အတွက်ကျွန်မတို့နိုင်ငံအတွက်တန်ဖိုးမဖြစ်နိုင်တဲ့အရာတခုပေါ်ထွက်လာတဲ့သဘောတရားလေးပါပဲအဲ့ဒီလေးကိုကျွန်မရုံစိုးပြောပြပါမယ်ရှင်နေပြည်တော်လယ်ဝင်းမြို့နယ်ပတ်တာချောင်းအတွင်းမှာဆိုရင်ရှေးပြင်လက်ထက်ကလိုယူဆရတဲ့အရှိအတောင်35တောင်ခံမှန်းချီအရဆို52ပေလောက်ရှိပါတယ်ရှင်အဲ့ဒီအတိုင်းထွာရှိတဲ့တသားလောင်းလေကြီးတွေတူဖို့ရရှိခဲ့ရတယ်ဆိုပြီးတော့ဒေတာကန်တွေကနေသိရှိရပါတယ် ူဖော်ရရှိတဲ့လောင်းလေတွေရာဆိုရင်အရွယ်စားအဖြစ်အင်မတန်ကြီးမားပြီးတော့ရှေးမြန်မာဘရင်ရဲ့အုပ်စိုးစဉ်ကာလကအသုံးပြုခဲ့တဲ့တော်ဝင်လေတွေသို့မဟုတ်စစ်လေကြီးဖြစ်နိုင်တယ်ဆိုတော့လေရှေးရောက်သူရနာပညာရှင်တွေနဲ့ဒေတာကန်တမိုင်းတိတဲ့ပုံကိုတည်းကနေပြီးတော့ခမန်းသုံးတက်နေကြပါတယ်ဒီလောင်းလေတွေပေါ်လာတယ်ဆိုပြီးလုံးဝကမှပြန်လာတဲ့အခါကျတော့မိဘပြည်သူတွေလည်းအများကြီးသွားကြည့်ကြရတယ်တွေ့ရတယ်ပေါ့နော်အဲ့ဒီမှာစီကားနေရပဲရှင့်တကယ်တော့ဒီလိုမျိုးပေါ့နော်ဒါသဘာဝတရားနဲ့ဆက်ဆက်ပြီးတော့ကျမတို့စဉ်းစားမယ်ဆိုရင် ရှိရင်ခင်ကဘရင်နေတုံးပြုတ်ခဲ့တဲ့ဒီလိုလှေတွေရှိမယ်စစ်တွတ်တက်ကတုံးပြုတ်ရရရှိမယ်ပေါ့နော်ဒါတွေကနှစ်ကာလကြာလာတဲ့အမျှဒီမြေကြီးအောက်ထပ်မှာမြုပ်နာလည်းဖြစ်နိုင်တယ်ရေထဲမှာနစ်မြုပ်နေရလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့လောင်းတွေဖြစ်တဲ့အတွက်ရေထဲမှာနစ်မြုပ်နေဖို့ရာခိုင်နှုန်းကတော့နည်းမယ်နဲ့တူပါတယ်လှေဆိုတော့ရေပေါ်မှာပေါ်တာဆိုတော့လေတော့အကြောင်းတစ်ခုခုကြောက်သူကဆိုရင်တိမ်မြုပ်ပျောက်ွယ်နေရပေါ့အခုကမြန်မာနိုင်ငံမှာဟိုးထိတ်ကနေဟိုးအောက်ထိရေတွေရမ်းကြီးရလေဟိုလုံခဲ့တဲ့နှစ်တည်းရေတွေရမ်းကြီးရခါကျတော့ သူကရေးတိုက်စားမှုတွေပေါ့နော်ကမ်းပါးတွေရေးတိုက်စားရတယ်ပါဖြစ်တဲ့ခါကျတော့ဒါကျမအထင်ပေါ့နော်ဒါတဘာဝကြကြဒိဋ္ဌံကြကြဒိဋ္ဌမဒိဋ္ဌံကြစဉ်းစားကြည့်မယ်ဆိုရင်ဒီလေတွေကိုကမ်းနာမှာပေါ့နော်အရင်ခက်ကရှေးပြင်းနေရနေပြီးတော့ဒါဖွက်ထားတာရှိမယ်တိမ့်ထားလည်းရှိရှိမယ်အဲ့ဒီလိုမျိုးနေရာတွေဟာဆိုရင်ရေးတိုက်စားတဲ့အတွက်ညီကြီးရအရန်ကိုအဲ့လိုမျိုးတိုက်စားတိုက်စားပြီးရဲ့အခါမှာဒီလိုလှေတွေပါပေါ်လာပြီးတော့ရည်စည်းနဲ့တူမျောပါလာတယ်လို့တော့ကျမစိတ်ထဲမှာတွေးမိတယ်ပေါ့နော်ဒါကဖြစ်နိုင်ခြေလေးပေါ့ကိုလည်းကိုညံ့မိတဲ့လောက်လေးစဉ်းစားကြည့်ရပါဘောနော် မြေတို့ပင်စိုးစီကမို့ဒီလိုမျိုးလောင်းလေပြီးပေါ့နော်အခုခေတ်မှာပြန်ပြီးတော့ပေါ်ပေါက်လာတယ်ဆိုတဲ့အခြေအနေတက်ကမြမရိုးရနမိတ်နဲ့ဆိုရင်နိုင်ငံမှာကောင်းမွန်သောပြောင်းလဲခြင်းဖြစ်လာမယ်ဆိုတဲ့နမိတ်သဘောတရားကိုယူကြပါရှင့်ရှေးလူကြီးတွေကလေဟိုအရင်ခေတ်စကားနဲ့ပြောရမယ်ဆိုတော့မင်းလောင်းပေါ်တယ်ပေါ့တိုင်းပြည်ကိုကာကွယ်ဆောက်ရှောက်နိုင်မယ်ခေါင်းဆောင်တရားပေါ်ထွက်မယ်ပေါ့နော်အဲ့လိုမျိုးယူဆရပြောတာရှိရဲ့တိုင်းပြည်ကအခြေအနေအားလုံးအကောင်းဘက်ကိုပြောင်းလဲသွားမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးနမိတ်ဖတ်ကြလည်းရှိပါတယ် လွယ်ဖြစ်ဖြစ်ကျမဒီလောင်းလေပေါ်တာနဲ့ပတ်သက်တဲ့နမိတ်တွေလိုက်ပြီးလေ့လာကြည့်ရတဲ့အခါမှာနမိတ်ကောင်းနေကြီးပဲများပါတယ်ရှင့်ဒါလေးကဝမ်းသာစရာလေးပေါ့နော်ကျမတို့နိုင်ငံဟာလည်းမကြခင်မှာရွေးကောက်ပွဲချင်းပါတော့မယ်အဲ့ရွေးကောက်ပွဲကနေပြည်သူတွေအားလုံးပြည်သူတွေရဲ့စိတ်ဆန္ဒနဲ့ကနေအားကိုးယုံကြည်ရသူကိုရွေးချယ်တင်ညောက်တဲ့အခါမှာနိုင်ငံမှာခေါင်းဆောင်အစ်ပေါ်လာအောင်မှာပါဒီတော့လောင်းလေးပေါ်တာနဲ့ကျမတို့ခေါင်းဆောင်အစ်ပေါ်တော့မှာနဲ့အားလုံးချိတ်ဆက်လိုက်တဲ့အခါမှာကျမတို့နိုင်ငံကအကောင်းဘက်ကိုဥတီဖို့အတွက်ရာဂိုင်တို့အများကြီးရှိတယ်လို့ကျမလည်းပြေဝယုံကြည်ပါတယ် ျမတို့မိဘပြည်သူတွေလည်းအားလုံးအဲ့လိုပဲယုံကြည်ထားကြရမယ်ရှင်။ကျမတို့ယုံကြည်စိတ်တိုင်းဖြစ်လာတာပဲလေ။ကျမတို့ရှိမှတန်ငန်းဆိုင်လေးရခဲ့ပြီပဲဟုတ်တယ်မလား။တိုင်းပြည်ကိုကောင်းစေချင်တဲ့သူများလို့ရှင်တိုင်းပြည်ကကောင်းတယ်။တိုင်းပြည်ကိုနှင်မောစေချင်တဲ့သူများလို့ရှင်တိုင်းပြည်ကနှင်မောနေ။ဒါကြောင့်ကျမတို့အားလုံးစိတ်တူကိုယ်တူရှိပြီးတော့လောင်းလေပေါ်တယ်၊မင်းလောင်းပေါ်မယ်။ကောင်းမှုနဲ့နမိတ်တွေပြောင်းလဲလာမယ်။စတဲ့အရာလေးတွေကိုပဲနမိတ်ကောင်းယူပြီးတော့ကျမတို့အာယုန်ထဲမှာလှပတဲ့ตายရတဲ့အေးစမ်းတဲ့အတိုင်းပြည်လေးတစ်ခုကို စိတ်ကူးရှင်ပြီးတော့မျှော်မှန်းကြည့်ပြီးတော့ကျမတို့လက်ရှိဘဝမှာစူးစမ်းပြီးတော့နေထိုင်ရမှာဖြစ်ပါတယ်ဒီလိုနိုင်ငံကောင်းရရှိဖို့အတွက်ကလည်းရွေးကောက်ပွဲမှာမဲထဲမှာရမှာနော်ကျမတို့ကဒီမိုကရေစီကိုလိုချင်တဲ့နိုင်ငံလေဒီတော့ရွေးကောက်ပွဲကိုရှောင်လှဲလို့တော့မရပါဘူးရှင်ဒါလေးကိုတက်ဆက်ထဲကျမပြောပြတာပါကျမတို့အားလုံးရွေးချယ်တဲ့ခေါင်းဆောင်ကကျမတို့နိုင်ငံကိုကဲတင်နိုင်တဲ့ခေါင်းဆောင်တရားဖြစ်လာမယ်ဆိုတာအသေးစားပါပဲရှင်မိဘပြည်သူများရှင်ဒုတိယသတင်းလေးကိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သတင်းလေးတစ်ခုကိုကျွန်မပြောပြပါမယ် ပြည်သူ့ပါတီမှာရှိတဲ့ကိုယ်စားလှယ်လောင်းဖြစ်တဲ့ဦးလွင်မြင့်ဆိုတဲ့ပုဂ္ဂိုလ်ယူရေးဆရာနေပြီးတော့အရေးယူဆောင်ရဖို့အခြေအနေလေးတစ်ခုရှိလာခဲ့ပါပြီရှင်ဒီအခြေအနေလေးကိုကျွန်မလွန်ခဲ့တဲ့ရက်ပိုင်းကလည်းသတင်းလေးအနေနဲ့တင်ဆက်ခဲ့ပါတယ်ဦးလွင်မြင့်ဆိုရင်လူမှုကွယ်မှာမဲဆွဲတဲ့ဟာပေါ့နော်မဲဆွဲတဲ့အခါမှာခုနောက်ပိုင်းရွှေကောက်ခွဲဝင်မဲ့ကိုယ်စားလှယ်လောင်းတွေကတတော်အကောင့်တို့ Facebook အကောင့်တို့စသဖြင့်ပေါ့နော်ကိုယ်ပိုင်းအကောင့်လေးဖွင့်ပြီးတော့ပြည်သူထံကိုစကားလေးပြောပြီးတော့မဲဆွဲကြတယ်အဲ့လိုမဲဆွဲတဲ့အခါမှာတယောက်ချင်းစီရဲ့ရေချင်းတွေရေသွေးတွေအရန်ပေါ်လွင်နေရှင့် ိုင်ငံရေးသမားလုပ်မယ်ဆိုရင်အနည်းဆုံးတော့စကားပြောတတ်ရပါတယ်။ကိုပြောတဲ့စကားအတိတ်ပဲကိုပြောတဲ့စကားရဲ့လားရကိုပြောတဲ့စကားဟာဘယ်လောက်ထိကြီးမားကျယ်ပြန့်ပြီးတော့ဘယ်လိုမျိုးအကျိုးတွေရှိနိုင်လဲတစ်ဖက်ကဘယ်လိုမျိုးဆိုးကျိုးတွေဖြစ်သွားနိုင်လဲဆိုတော့လည်းစဉ်းစားသုံးသပ်နိုင်တဲ့အုံနောက်အနည်းဆုံးတော့ပါရတယ်ရှင်။နိုင်ငံအရေးလုံးမဲ့သူကစကားလေးတော့မပြောတတ်ဘူးဆိုတော့အစ်နေပြေးမနေဘူးပေါ့နော်လို့ပြောရှိပါရှင့်ဒီတော့ဒီပုဂ္ဂိုလ်ကဆိုရင်စကားမပြောတတ်တဲ့သူလို့ပဲကျွန်တော်မြင်ပါတယ်သူ့ဘဝမှာဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့သူ ထောင်ကျတန်းကျဖြစ်ခဲ့တယ်ပေါ့နော်သူကသူနိုင်ငံရေးအကျဉ်းသားဖြစ်ခံယူထားတယ်ဒါ့အပြင်အခုဒီ2021မှာလည်းသူ့ရဲ့သားဖြစ်သူကဒီလှုပ်ရှားမှုမှာပါဝင်ပြီးတော့ထောင်ထဲရောက်သွားခဲ့တဲ့အခါမှာသူကနိုင်ငံရေးအကျဉ်းသားဖြစ်နေသူ့သားကိုသူကသုံးနှုတ်နေပေါ့နော်တို့တို့အခြေအနေကိုသူကမဲဆွဲတဲ့အခါမှာအုံပြုတဲ့အခါကျတော့ဒါကတိုင်းပြည်ကိုတိဆောက်တဲ့နေရာမှာဘာမှအုံပြုလို့ရတဲ့အခြေအနေမဟုတ်ဘူးရှင်ဒါဟာ2021မှာလုပ်ခဲ့တဲ့အကြမ်းဖက်လှုပ်ရှားမှုအားပေးထောက်ခံရုံတသက်ပဲ တကယ်ဆိုရင်ကိုယ်စလဲလောင်းပြောင်နေနဲ့ကျမအရှိမှလဲတင်ပြသွားပြီးပါပြီ။တိုင်းပြည်ကောင်းကျိုးအတွက်ကျွန်တော်ဘာလို့ပေးနိုင်လဲဆိုတဲ့စကားလုံးနေနဲ့ပဲမဲဆွယ်ရမှာဖြစ်ပါတယ်။ဘု து မှထိခိုက်ပြီးပြောဆိုလို့လည်းမရဘူးပေါ့နော်။အဲ့တော့ဒီပုဂ္ဂိုလ်ကဆိုရင်ဒီစီမင်းစည်းကမ်းတွေကိုလည်းနားလည်ခြင်းမရှိဘူး။စကားပြောရလဲအင်မတန်ဟိုဓားသွားလို့ထက်မြတဲ့စကားလုံးတွေကိုကောင်းမွန်စွာအသုံးမချတတ်ဘူး။သူဖြစ်ခဲ့တဲ့အကြောင်းတရားကိုပြောတဲ့အခါမှာလည်းတိုင်းပြည်ရဲ့ဥပဒေနဲ့ညီဆုံးချင်းရှိနိုင်လားမရှိနိုင်လားဆိုတာလည်းသုံးသပ်နိုင်ခြင်းမရှိတဲ့အတွက်အများရဲ့ဝေဖန်မှုလည်း ရရှိခဲ့တဲ့လိုမျိုးရွေးစရာလည်းသူ့ကိုယ်စရယ်လောင်းတယောက်ရဲ့အရေးရှင်ပြည့်ဝခြင်းရှိမရှိဆိုတာနဲ့ပတ်သက်ပြီးတော့စစ်ဆေးခံရတဲ့အခြေအနေလေးဖြစ်သွားခဲ့ပါတယ်ရှင်။ဒါကြောင့်ရွေးစီအနေနဲ့ကပေါ့နော်။ဒီဥလင်မြင့်ဟာဆိုရင်အစံမတ်လှူရှာမှုကိုထောက်ခံအားပေးပြောဆိုရသူဖြစ်တဲ့အတွက်အရေးချင်းကိုယ်စရယ်လောင်းရေချင်းပေါ့နော်ပြည့်ဝခြင်းရှိမရှိကိုစစ်ဆေးမှာဖြစ်တဲ့တကယ်လို့ဒီဘုတ်ကိုပါဆိုရင်ဒီလိုမျိုးလှူဆောင်တဲ့အတွက်ကိုယ်စရယ်လောင်းရေချင်းပြည့်ဝနေဆိုရင်တရားစွဲတဲ့အဖွဲ့အစည်းတွေကနေပြီးတော့သက်ဆိုင်ရာဥပဒေနဲ့အရေးယူဆောင်ရွက်တော့မှဖြစ်တယ်ဆိုပြီးတော့ပြောကြားသွားခဲ့ပါရဲ့ရှင့် ဒီသတင်းလေးကပြည်သူပါတီတော်ကတော့စိတ်မကောင်းစရာသတင်းလေးပေါ့နော်။လူဖြစ်သူတို့ရွေးချယ်ထားတဲ့ကိုယ်စားလှယ်လောင်းတယောက်အနေနဲ့လှုပ်လိုက်တဲ့အမှားကသူတို့ပါတီအနေနဲ့ဒါမျက်နှာပြက်စရာဖြစ်တာပေါ့။ရှင်ပြည်သူနဲ့လည်းမျက်နှာပြက်စရာဖြစ်တယ်။ယူစီနဲ့လည်းမျက်နှာပြက်စရာဖြစ်တယ်။ပြီးတော့ကို့ရွေးလိုက်တဲ့ကိုယ်စားလှယ်လောင်းရဲ့အရှိအချင်းကနိုင်ငံနဲ့အဝန်ကွင်းကြမဖြစ်ဘူးဆိုတဲ့အခြေအနေတရက်ကလည်းပေါ်လွင်သွားခဲ့တာပေါ့နော်။ကျမတို့ကတော့တရင်သမားဆိုတော့ဘယ်ဘက်ကူမှအဲ့လိုမျိုးအဆုံးရအောင်မပြောချင်ပါဘူးရှင်ကိုစလေလောင်းနေအားလုံးလည်းကျမတို့လေးစားပါတယ် ဒါပေမဲ့တစ်ခါကြလို့ရှိရင်ကျွန်တော်တို့မှာရှိရဲကိုရီကိုသွေးတွေရေချင်းတွေဆိုတာသူ့နေရာနဲ့သူပဲသုံးချရတာရှင့်ပြီးတော့ကိုရဲ့ရေချင်းကနိုင်ငံရဲ့တိဆောက်ရေးမှာအုတ်တစ်ချက်သဲတဲ့ဝင်အနေနဲ့ပါဝင်ခြင်းနဲ့ဆိုရင်တော့ကိုရေချင်းကိုကိုယ်ကိုယ်တိုင်သိဖို့လိုတယ်ငါရေချင်းရနိုင်ငံတော်ရဲ့ဘယ်နားမှာတော့သုံးဝင်နေဘယ်နားမှာတော့သုံးမဝင်ဘူးငါရဲ့ဘဲပါဝါကိုဘယ်ချိန်မှငါထုတ်ပြတဲ့နေဆိုတာလေးကိုနိုင်ငံရေးသမားတွေသိကြလေအုံတော့ထဲမှာတင်ချခဏအနေနဲ့တွက်ချက်ပြီးတော့စဉ်းစားဆင်ခြင်တင်ပါတယ်စကလုံးတွေက အနေရများပါတယ်ရှင့်ကျမတို့သတင်းသမားတွေကနေ့စဉ်နေတဲ့စကလုံးများဆိုတာပြောနေရတော့ကျမတို့တော့အဲ့အပိုင်းလေးတော့ကျွမ်းကျင်တယ်ပေါ့နော်ဒါကျမတို့ပြောပြတာပါအခုချိန်မှာရွေးကောက်ပွဲမှာစီမင်းစည်းကမ်းနဲ့လည်းညီရမယ်ပြည်သူနဲ့လည်းပြဿနာမဖြစ်ရဘူးနိုင်ငံတော်လည်းမထိခိုက်ရဘူးအကြမ်းဖက်အားပေးရလည်းမလုပ်အောင်နော်ကိုနဲ့တူရွေးကောက်ပွဲဝင်တဲ့အခြားကိုယ်စားလှယ်တယောက်ယောက်ကိုလည်းစော်ကားတာပုတ်ခတ်တာမလုပ်ရပါဘူးရှင်ဒါလေးအထူးကိစ္စဆိုင်ပေးပါအဲ့လိုမှမဟုတ်ဘူးဆိုတော့ဒီပုတ်ကိုလိုမျိုးပေါ့နော်ဗီရက်ဆိုချိုပြားပြီးတော့ဥပဒေနဲ့ ရှင်းဆိုင်ရတဲ့ကိစ္စမျိုးတွေကျုံလာနိုင်ပါတယ်။ဒါဆိုတော့ကိုယ့်ရဲ့ပါတီလည်းမကောင်းဘူး၊ကိုယ်လည်းမကောင်းဖြစ်သွားမှာပါရှင်။ဒါလေးကိုဆင်ကျင်နိုင်ဖို့အတွက်သာကျွန်မသတင်းလေးတွေကနေပြီးတော့ဒီကောက်ဝင်ဝင်မဲ့လှုပ်တော့ကိုယ်စလည်းညအားလုံးစီကိုမြစ်တာစကားလေးပေါ့နော်ပါလိုက်ပြရစီရှင်။မိဘပြည်သူများရှင်ကျွန်မခုတတရသင်းလေးနေနဲ့ရွေးချယ်ထားတာကကျွန်မနိုင်ငံမြန်မာတပ်မတော်ရဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ BGF အဖွဲ့ဝင်တွေရဲ့စုပေါင်းပြီးတော့ကြားဖြတ်ဂိုင်းကြီးကိုဝင်ရောက်ပြီးတော့စီးနှင်းတိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ် ဒီသတင်းလေးကိုမနေ့ကနိုင်ငံပိုင်သတင်းဌာနတွေကလည်းထုတ်ပြန်သွားပါတယ်ရှင့်အတိကအမြောက်ရီမြို့နယ်ရွှေကုတ်ကူမြို့မှာရှိတဲ့ကြားဖြတ်ငွေလေငွေလိန်နဲ့ခိုင်းနေပေါ့နော်အခြေဆိုင်လေပတ်တဲ့နေရာကိုတက်မလို့ရဲတပ်ဖွဲ့နဲ့ BGA အဖွဲ့ဝင်တွေဝင်ရောက်ပြီးတော့စီးနင်းဖမ်းဆီးခဲ့တဲ့ခါမှာဆိုရင်တရုတ်နိုင်ငံသားအများစုပါဝင်တဲ့နိုင်ငံသား346ဦးထက်မနည်းကိုဖမ်းဆီးရမိခဲ့ပါတယ်ရှင့် ဒါပြင်ဒီလို online ကနေငွေလဲငွေလိမ်တဲ့လုပ်ငန်းတွေပေါ့နော်လောက်ကိုင်းနေရဲ့ကြားဖြတ်အဆောက်အဦတွေကိုလည်းဝင်ရောက်စီးနေတဲ့အခါမှာဆိုရင်အထက်တိုင်းမှာအခန်းတွေပိုင်းချပြီးတော့သူကကွန်ပျူတာတွေဖုန်းတွေမြောင်များစွာအသုံးပြုပြီးတော့ဒီကြားဖြတ်ငွေလိမ်တဲ့ကိစ္စကိုကြီးကြပ်လောက်ကိုင်းနေပါတယ်ဒီမှာမှတ်တမ်းတပုံလေးပြသထားပါရဲ့ရှင့်သုံးပြုထားတဲ့ကွန်ပျူတာတွေဖုန်းတွေကလည်းတကယ်ကိုကောင်းကောင်းကန်းကန်းအောင်အသုံးပြုထားတာပေါ့နော်ဒီကနေဘလောက်ထိရောဝင်ငွေတွေရနေလဲဆိုတာကိုကျွန်တော်တို့ဒီလိုမျိုးသူတို့သုံးနိုင်တဲ့ပစ္စည်းကြီးကြီးချင်းအဖြစ်သိနိုင်ပါတယ်အတန်းနဲ့လာရင်လည်းကောင်းကောင်းရနေတဲ့သဘောပါပဲအဓိကကသူတို့ Starlink နဲ့အသုံးပြုတာပေါ့နော် အခုလိုမျိုးတက်မလို့ကနေပြီးဝင်ရောက်စီးနေတဲ့အခါမှာဆိုရင်ဒီကြားဖြတ်လုတ်တဲ့လူလိန်နေရတဲ့ကွန်ပျူတာအောက်ကစပွဲတွေမှာဝင်ပြီးတော့ပုံနေကြရတယ်ရှင့်အလျောက်30လောက်ပုံနေကြရပေါ့နော်နိုင်ငံသားသားတွေဖြစ်နေတယ်ဒီတော့သူတို့လည်းဖမ်းဆီးပြီးတော့ထိမ့်သိမ်းရတဲ့အခြေအနေလေးတခုဖြစ်သွားခဲ့တာပေါ့ရှင်ပြောရမယ်ဆိုတော့ဒီစစ်စင်ကြီးကမနေ့ကအကုန်လုံး surprise ဖြစ်သွားတဲ့အခြေအနေလေးတခုပေါ့နော်တေချာစနစ်ကျလုံဆောင်ခဲ့တာဖြစ်ပြီးတော့စစ်စင်ရဲ့အတွင်းမှာမြင်လဲရတဲ့မြင်ကွင်းတွေကလည်းရုပ်ရှင်တွေအတိုင်းပဲရှင့်တကယ်ကိုပြည်ပြင်းလုံးပြီးတော့သူတို့လုံနေတဲ့အရာကြီးရပေါ့တကယ်ကိုရာဇဝတ်ကိုင်းအကြီးစားကြီးပေါ့ရှင့် ဖုန်းတွေကွန်ပျူတာတွေအဲ့လိုစီစီရေရေတေးသေးချာစနစ်ကျနေအောင်လိန်စားနေတာပေါ့နော်ဒီတော့ဒီလောက်ထိအောင်မှစနစ်ကျလုတ်တယ်ဆိုမှတော့ကဘာမှာရှိရဲကဘာသူကဘာသားတွေမြန်မာနိုင်ငံသားတွေတရုတ်နိုင်ငံသားတွေအလိန်ခံရတာမထူးဆန်းတော့ဘူးလို့ပြောရမလို့ဖြစ်နေရဲ့ရှင်။လိန်နဲ့သူကပို့ပြီးမြန်ကောင်းနေရဲ့ပို့ပြီးတော့စပွန်ဆာကောင်းနေရဲ့ဆိုတဲ့ပုံစံဖြစ်နေတာဆိုတော့လေ။မနေ့ကဆိုရင်ဒီသတင်းနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်အပြေအဝထုတ်ပြန်ထားပါဗျ။ဒီထုတ်ပြန်ချက်လေးတွေကနေပြီးတော့မိဘပြည်သူတို့သိသိနာလေးလဲကျွန်မအနေနဲ့ပြောပြပေးပါမယ်ရှင်။ လူမျိုးစီးနှင်းမှုလုပ်ပြီးတော့ဖမ်းဆီးပြီးရဲ့ခါမှာဆိုရင်မြောက်ပြည်ဒေသမှာရှိနေတဲ့ကြားပြန့်ကိုင်းတွေကိုဖမ်းဆီးထိန်းသိမ်းစီးနှင်းပြီးပြီဆိုတဲ့အကြောင်းလေးဗိုလ်ချုပ်စုံမင်းထွန်းကနေပြီးတော့လည်းပြောကြားထားတာလေးရှိပါရဲ့ရှင့်အဓိကကတဲ့ကျွန်တော်တို့ပိတ်ဆို့ဖမ်းဆီးလျက်ရှိတဲ့နေမြေတွေရောပေါ့နော်နေမြေ၃ခုရှိပါတယ်တဲ့နံပါတ်၁ကတော့ KK ပတ်နေမြေဖြစ်တယ်နံပါတ်၂ကတော့အရွှေကုတ်ကူနေမြေနဲ့နံပါတ်၃ကတော့ကြောက်ခတ်နေမြေဖြစ်ပါတယ်ကေကေပတ်နေမြေကတော့အားလုံးသိရတဲ့အတိုင်းပဲပေါ့နော်မြောက်ပြည်မြို့ရဲ့တောင်ဘက်မှာရှိပါတယ် ရွှေကုတ်ကိုနေမြင်ရတော့မြောက်လူမျိုးရဲ့မြောက်ဘက်မှာရှိတယ်။ကြောက်ခတ်ဒေသကတော့တောင်ဘက်အစွန်ပိုင်းမှာရှိပါရဲ့ရှင်။ပြောရမယ်ဆိုရင် KK ဘက်နေမြင်နဲ့ပတ်သက်ပြီးတော့ဘသူတွေစာချုပ်ချုပ်ထားခဲ့တယ်ဆိုတော့ကျွန်တော်တို့ပထမသတင်းတွေမှာလည်းတင်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ KNU ကအဓိကပါဝင်ပတ်သက်နေတာပေါ့နော်။ KNU ဆိုရင်ဒီနေ့မြေမှာအုပ်ဆိုးထားတယ်ညီတွေငှားစားတယ်ပြီးတော့ဒီလာပြီးတော့လုတ်တဲ့ကြားဖြန့်အဖွဲတွေအတွက်ကိုလုံခြုံရေးလုတ်ပေးတယ်ဒီတော့ကိုသူတို့ရရှိရငွေကြေးတွေအများကြီးပဲရှင့်အဲ့လိုရရှိရငွေကြေးတွေအုံပြုတ်ပြီးတော့ပြည်တော်စော့နေခွဲထွက်ဖို့အတွက်ကိုစစ်တိုက်ကြရတယ်ရှင့် ပြောရမယ်ဆိုရင်ဒီသူတို့ရဲ့အဓိကဝင်ငွေကလည်းဒီလိုမျိုးကြားဖြန့်လုပ်ငန်းတွေတရားမဝင်စေဝါရောင်းဝယ်မှုတွေအပဲရရှိရဲဆိုတာကနိုင်ငံတော်မှာတက်တည်ရှိထားပြီးသားပါသူတို့ကလည်းဝင်မခံကြတာပါရှင့်နိုင်ငံတကာလည်းသိပြီးသားဖြစ်ပါတယ်အကြောင်းခုဆိုရင်နိုင်ငံတော်ကနေပြီးတော့တက်မလို့ ਨੇ ရဲတပ်ဖွဲ့ဝင်တွေ BJ ဖွဲ့တွေပူးပေါင်းပြီးတော့ကြားဖြန့်နေဝင်ရောက်ပြီးတော့စီးနင်းခဲ့တာဖြစ်ပါတယ်ဒီဇယ်လိုင်းတစ်ခုကိုလုံးပေါ့နော်ကျမတို့ကပုံပေါ်အောင်ပြောပြရမယ်ဆိုရင်တော့ဖြစ်စဉ်တွေကရိုးတော့ရိုးရှင်းပါတယ်ရှင့်မြန်မာနိုင်ငံမှာလက်နက်ကင်ထားတဲ့အဖွဲ့တွေကဆိုရင် အားလုံးကစိတ်ကူးရင်အိမ်မက်ကိုစီနဲ့လေနိုင်ငံတစ်ခုထိထောင်မယ်ဆိုတဲ့စိတ်ကူးရင်အိမ်မက်ကိုစီနဲ့အဲ့ဒီအိမ်မက်ပြေဝဖို့အတွက်ကိုသူတို့ကတရားဝင်အဖွဲ့အစည်းကြီးမဟုတ်တဲ့ခါကြတော့နိုင်ငံတော်ဘတ်ဂျက်ကသူတို့စီအသုံးပြုလို့မရဘူးပေါ့နော်သူတို့နေမြေမှာတော့သူတို့စက်ကြီးကောက်တာရှိတယ်ဒါပေမဲ့အဲ့ဒီပတ်စံတွေကလုံလောက်ချင်းမရှိတဲ့အတွက်သူတို့ဟာဆိုရင်တရားမဝင်လမ်းကြောင်းတွေပဲပတ်စံရှာကြတာကတရားမွေလမ်းကြောင်းတွေပတ်စံအများကြီးရတာကဒီလိုကြားဖြန့်နေတရားမွေစေဝါရောင်းဝယ်တဲ့ကိစ္စတွေပဲရှိရယ်။ဘိန်းဆိုင်တာတွေပါပဲပေါ့နော်အဲ့လိုမျိုးခြေနေပေါ့ရှင်။ ဒီဝင်ရတဲ့အခါမှာတိုင်းပြည်ကိုစင်းမြှွေတယ်။ဒီမှာအဲ့လက်နက်ကင်တွေခေါင်းဆောင်တွေရဲ့သားသမီးတွေကြီးလိုက်တော့နိုင်ငံခြားမှာကြောင်းထားကြတယ်။သူတို့မိသားစုတွေကြောင့်နိုင်ငံခြားမှာအေးစေးနေရပြီးတော့သူတို့ကကြတော့သူတို့ကိုယ်တိုင်လည်းမြန်မာနိုင်ငံမှာနေတာမဟုတ်ဘူးနော်။ထိုင်းနိုင်ငံဘက်မှာသွားနေနေရ။ဖုန်းနံပါတ်တွေကစားထိုင်းနိုင်ငံဖုန်းနံပါတ်နဲ့ပြီးတော့မြန်မာနိုင်ငံကိုစစ်တိုက်တယ်။ဘယ်လောက်ထိအောင်မှရုပ်မှာရက်ဆက်တဲ့သူတွေလဲဆိုတာမိဘပြည်နဲ့စဉ်းစားကြည့်ပေါ့နော်။ဒီကြားဖြတ်နေပါလေဆိုတာဒီကနေပြီးတော့ပဲစီးစင်လာတဲ့အရာတွေပဲ။သူတို့ပဲသွားပြီးတော့ဒီလိုလူလိမ်နေနဲ့သွားပတ်သက်လာတာ ခုနိုင်ငံနဲ့ဆွဲသွင်းလာတာခုနိုင်ငံနဲ့ဇက်တီတောင်လုံခြုံရေးတည်ချာမလုပ်နိုင်တဲ့အခြေအနေတခုမှာသူတို့အခွင့်အရေးယူပြီးတော့ဒီကနေပတ်စံနေတဲ့ယူနေတာပြောရမယ်ဆို Starlink ကြောင့်ဒီရတွေကိုခြေရခံမိသွားပါတော့ Starlink ကိုဒီကြားဖြတ်မှာအသုံးပြုနေရဆိုရင်အမေရိကန်နိုင်ငံသိရှိသွားပြီးရဲ့နောက်မှာဒီလိုမျိုးနှိမ်နှင်းရတဲ့ကိစ္စတွေဖြစ်လာခဲ့တာပါပြောရမယ်ဆိုကြားဖြတ်နှိမ်နှင်းတဲ့နေရာမှာအကျိုးစားဆုံးအလုံးဆောင်ဆုံးကကျွန်မမြန်မာနိုင်ငံလို့ပြောလို့ရတယ်တည်တည်ချာချာစူးစမ်းပြီးလုံဆောင်ပေးရရှင့် အခြားနိုင်ငံတွေကဒါတော့မှသူတို့ကစကားရဲပေါ့နော်ဒီသတင်းနဲ့ထည့်ပြောလိုက်လို့ရှင်ကြားဖြတ်လောက်တာမြန်မာနိုင်ငံသားတွေလို့လို့ပါလို့လို့ ਨੇ တကယ်သူတို့နိုင်ငံသားတွေပဲလုံနေကြတာကျမတို့မြန်မာနိုင်ငံသူတွေကတော့အလုတ်ကင်မရှိတဲ့တချို့သူတွေတချို့ကြောင့်လည်းနိုင်ငံတိုင်းမှာခိုးဆိုးတဲ့လူမိုက်တွေလူဆိုးတွေဆိုတာရှိရပဲအဲ့လူတွေကသွားပြီးတော့ကြားဖြတ်မှာသွားပေါင်းကြတယ်ဒီလိုအခြေအနေကိုမသိရင်ကျွန်မတို့နိုင်ငံလို့ ਆ ပဲကြားဖြတ်နေလှုပ်ရှားနေလို့ပုံစံမျိုးပြောဆိုနေတာကတော့ကမ္ဘာသတင်းစာမျက်နှာတွေထပ်မှာကျွန်မတို့မီဒီယာအရေးမှာနည်းနည်းအရေးနှိပ်တဲ့သဘောလေးရှိရပါတော့ ပြောမိဘပြည်သူများအနေနဲ့ကလည်းဒီလိုသတင်းလေးတွေ့ရဆိုငါတို့မြန်မာနိုင်ငံသားတွေဒီလိုမလုပ်ဘူးနင်တို့တွေသာလာလုပ်တာငါတို့နိုင်ငံကတရားဝင်လက်နက်ကန်ဖွဲ့စည်းနေနင်တို့လူမျိုးတွေပဲလာပတ်သက်ပြီးတော့ဒီလိုလုပ်ငန်းတွေလာလုပ်နေရဲဆိုတော့တက်နိုင်ဆုံးဝိုင်းဝန်းပြီးတော့ရှင်းပြပေးကြဖို့အတွက်လည်းတိုက်တွန်းချင်ပါတယ်အားလုံးကလူမှုကွန်ရက်အသုံးပြုနေကြတာပဲလေလူမှုကွန်ရက်အသုံးပြုတဲ့အခါမှာကျမတို့ကအားလုံးကပြောရေးဆိုခွင့်ရှိရတဲ့သူတွေပဲကိုယ်နိုင်ငံအတွက်ကိုယ်ဝင်ရောက်ပြီးတော့ပြောဆိုရမယ်ရှင့် ကျမနိုင်ငံသားတွေတော်များလူမှုကွန်ရက်အကောင့်ရှိလို့ရှင်မြန်မာနိုင်ငံကဘလို့မကောင်းကြောင်းမြန်မာနိုင်ငံကဘလို့မျိုးမဟုတ်တန်းတရားလောက်ကြောင်းဆိုတဲ့ကိုယ်နိုင်ငံဖြစ်စီရဖြစ်စီကြောင်းစကားတွေပဲပြောကြတာကိုယ်နိုင်ငံအကျိုးစီးပွားရှိဖို့အတွက်စစ်စစ်လုံးနဲ့ပြန်လဲပြီးသူများနိုင်ငံကိုဆွဆွဲလာတာတိုက်ခိုက်ဖို့ကြတော့ဝင်လေးကြရဲ့ရှင်ဒီလောက်တွေကိုကျမတို့သတင်းသမားတွေကတော့လောက်တာပေါ့နော်ဒါပေမဲ့ကျမတို့တယောက်တည်းလောက်တာထက်အားလုံးကဝိုင်းဝန်းပြီးတော့ကိုယ်နိုင်ငံကကာကွယ်မယ်ဆိုတော့ကိုကောင်းတာပေါ့ရှင်ဒါလေးကျမပြောချင်တာပါရှင်အခုလိုကြားဖြတ်နေနေရေးကိုနိုင်ငံတော်ကတရားလေးလှုပ်ဆောင်နေတဲ့အချိန်မှာမိဘပြည်သူများလည်းပူးပေါင်းကြပါ ကျမောင်းနိုင်ငံဆွဆွဲလာတဲ့တဲ့င်းတွေရှိရဲဆိုရင်အားလုံးဝိုင်းဝန်းပြီးတော့တိုက်ဖြတ်ကြပါကျမောင်းမိဒန်တို့မလည်းစူးစမ်းပြီးတော့တိုက်ဖြတ်ပါမယ်ကျမတို့ဒီလိုမျိုးမဟုတ်တမ်းတရားဆွဆွဲခံရတဲ့ဘဝကြီးမှာကြာကြာနေလို့မရပါဘူးရှင်ကျမောင်းနိုင်ငံအတွက်စိုးကျိုးတွေဖြစ်လာနိုင်ပါတယ်အဲတော့ကျမတို့အားလုံးကစီယုံစွာနဲ့ကိုယ်နိုင်ငံဆွဆွဲလာမယ့်အောင်ဖြည့်ရှင်းရမယ်နိုင်ငံတော်ကလည်းတကယ်ကိုကြားဖြန့်ကိုနှိမ်နေရည်တွေလုပ်နေရဲဆိုတော့အားလုံးမျက်မြင်ကိုတွေ့ပါပဲမနေ့ကဆိုရင်အဆောက်အုံတွေပါတခါလဲဖြိုချပစ်တာရှင်တခါလဲအဆာနာပြောက်အကုန်လုံးပစ်တာ ဒီလိုမျိုးနှိမ်နှင်းပေးရဆိုတဲ့အခြေအနေတစ်ခုမှာကျမတို့ဟာမှန်တရားဘက်ကိုရက်တည်ရဲ့မြန်မာနိုင်ငံသားတွေမြန်မာတက်မလို့မြန်မာရဲတပ်ဖွဲ့အဲ့လိုဖြစ်သွားပြီရှင်ဒီလိုအခြေအနေကိုကျမတို့ပေါ်လွင်အောင်ပြောဆိုရမယ်ခါကြရင်တက်တေပြကြက်တီဆိုတာလိုရဲ့လေကိုကအလုပ်ပဲလုပ်ပြီးစကားမပြောတတ်လည်းမရအောင်ရှင်ကိုကလုတ်တဲ့အကြောင်းလည်းပြောပြရသေးရဲ့ကဘာကြီးကိုအဲ့လိုမှကဘာကြီးကကျမတို့အသိမပြုမှာဒီပိုင်းလေးကိုကျမတို့လုံးဆောင်ရမယ်တက်မလို့လည်းစူးစမ်းနေရကျမတို့အားလုံးလည်းစူးစမ်းရမယ်ကျမတို့မြန်မာနိုင်ငံရဲ့ဂုံတိတ်ခါကိုဆယ်ယူရမယ်ရှင်ကျမတို့ဂုံတိတ်ခါကြာစမ်းနေရကြာပြီ အဲ့ဒီပြည်ပြက်တွေကြောက်ကြဆင်းနေတာတော့ပြည်ပြက်တွေလည်းနှင်းနေရမယ်ကျမတို့နိုင်ငံကုန်သိခေါင်လည်းပြန်လဲပြီးတော့ကယ်တင်ရမယ်ရှင်ဒီတော့မှကျမတို့နိုင်ငံတိုးတက်ဖို့အတွက်ကိုလမ်းကြောင်းလေးပွင့်လာမှဖြစ်တယ်ကျမတို့အားလုံးတနိုင်ငံထဲမှာနေကြတာပဲရှင်တန်းပြီကောင်းစားတဲ့အခါကျမတို့အားလုံးကောင်းစားမှာပေါ့ရှင်ဒီချက်လေးပဲရှင်နဲ့မှမှတ်ထားပြီးတော့ကြားဖြတ်နှိမ်နင်းရေးကိုကျမတို့စူးစမ်းလုပ်ဆောင်ရမယ်ကျမတို့နိုင်ငံအတွက်ကိုကြားဖြတ်အရေးဆိုးကြီးပေါ့နော်အုံမိုးနေခြင်းမရှိအောင်ကျမတို့ပြည်သူအားလုံးတယောက်ချင်းစီရ သတင်းချက်လက်အမှန်အနေနဲ့ပြန်လည်တိုက်ထုတ်ရမယ်ဆိုတဲ့အကြောင်းလေးကိုဒါကျွန်မသတင်းလေးတွေကနေပြီးတော့မိဘပြည်သူများအားလုံးစီကိုပန်ကြားလိုက်ပြရစီရှင်။ကျွန်မရဲ့ယနေ့သတင်းသုံးသပ်ချက်လေးကိုဒီနေ့မှဒီလောက်နေပဲရှင်းသားပြရစီရှင်။ကျွန်မသတင်းလေးတွေကိုနေ့စဉ်နေ့တိုင်းပဲကြည့်ရှုအားပေးတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြံပါကြပါစေ။ကောင်းသောလူဝင်ဆန္ဒများပြေဝါကြပါစေ။လူချင်းချင်းလှည့်ပတ်ချင်းကင်းရှင်းကြပါစေ။အထင်သေးချင်းအချင်းချင်းကင်းရှင်းကြပါစေ။ဆင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျွန်မခန့်နေစုက ဆုတောင်းမြတ်တာဟူသားလဲရပါတယ်ရှင်။